လို့သတ်မှတ်တယ်။သူတယောက်နိုင်ပေါင်းတသောင်းလှုပ်လှုပ်တဲ့ဆိုင်အောင်မြင်တယ်လို့ပြောသတ်မှတ်တယ်နော်။ဆိုကြပါစို့သူစီရလေးတွေပဋ္ဌာန်းရွတ်တယ်ပြေးရွတ်တယ်ဓမ္မစကြာမှာသူများတို့ရွတ်တယ်နိုင်ပေါင်းတသောင်းပြန်ရွတ်ပြီပြီလားမရွတ်သေးတော့မြင်သေးဘူးသတ်မှတ်လို့ရတယ်နော်။တရားထိုင်တယ်တရားထိုင်တဲ့အချိန်ကနိုင်ပေါင်းတသောင်းကြည့်ပြီလားကြည့်ပြီဆိုရင်အောင်မြင်တယ်လို့သတ်မှတ်လို့ရတယ် တချို့ကလေးတွေအဲ့လိုပဲနိုင်မောင်းတသောင်းပြောင်းဆိုတနည်းမှာသူကအလုံးမလုံးတဲ့အချိန်ပဲရှိအောင်အလုံးလုံးတဲ့အချိန်ရှိအောင်လို့တက်တက်ကိုအလုံးလုံးတယ်လုံးချင်လို့အလုံးကိုလုံးတယ်ဒီအလုံးကရလာမှာဝင်ငွေတွေဘယ်လိုရချင်လို့အဆက်အသွယ်တွေဘယ်လိုရချင်လို့ဘယ်လိုအရာတွေဘယ်လိုရချင်လို့ဆိုတဲ့စိတ်ထဲသူတို့ရဲ့စိတ်နိုင်မောင်းတသောင်းပြည့်ချင်လို့အလုံးတွေလုံးတယ်ပြည့်သွားရင်လုံးလုံးအောင်ပြင်ပြီးမယ် က်ဆံဆိုတာလို့လို့ရပြီ။အောင်မြင်မှုလို့လို့ရပြီ။ကိုရီတော့မတရားနေပေါ်တယ်။နိုင်ပေါင်းတောင်ပြည့်ပြီလားလို့လိုက်ကြည့်။တရားအုပ် YouTube မှာပုတ်တထောင်ကျော်လောက်တည်းရှိပြီကြည့်။တထောင်မပြည့်သေး။ဒါအောင်မြင်လို့ပြောလို့မရဘူး။နော်။တရားဟောတဲ့ရှုတော်။နိုင်ပေါင်းတောင်ပြည့်အောင်မြင်တယ်လို့သတ်မှတ်တယ်။ တရားထိုင်နေရှုတော့နိုင်ပေါင်းတသောင်းပြည့်အောင်ကိုထိုင်ဖြစ်တယ်ဆိုရင်တော်တော်အစစ်တစ်ခုတော့ level တစ်ခုတော့ရောက်ပါရဲ့ပြီးပြီးရွတ်တယ်ပဋ္ဌာန်းရွတ်တယ်ဓမ္မစကြာရွတ်တယ်ကိုယုံကြည်ရင်ပြရပါအဲ့လိုရွတ်တဲ့ဖတ်တဲ့သူကလည်းနိုင်ပေါင်းတသောင်းပြည့်အောင်ရွတ်ဖြစ်ပြီဆိုရင် level တစ်ခုတော့တရားပေါ်ရောက်ပါရဲ့အလုံးလုံးတဲ့အခါမှာလည်းငါနိုင်ပေါင်းတသောင်းပြည့်အောင်လုံးလုံးပြီးပြီလားမလို့တဲ့လားမလို့ရသေးဘူးဆိုရင်ကြိုးစားကြည့် လုပ်ပြီးပြီဆိုရင်လည်းဒီကြောင့်မကောင်းဘူး။လောကီကိစ္စပဲဖြစ်ဖြစ်လောကီကြည်ဝါရေးတုတ်တဲချမ်းသာရေးပဲဖြစ်ဖြစ်လောကုတ္တရာကြည်ဝါရေးတုတ်တဲအောင်မြင်ရေးပဲဖြစ်ဖြစ်အပြည့်ဆုံးပတ်နဲ့ဖြစ်တဲ့တရားတို့ရဲ့မြေရောက်ကိစ္စပဲဖြစ်ဖြစ်ဘီးရေးရေးကျင့်တာချင်းကျင့်လို့လို့ရင့်သွားတယ်နော်ဒါကြောင့်ဘာကျဆရာတို့ဆရာကြီးရဲ့မိန့်နဲ့ဆရာတို့ရဲ့တရားနဲ့မှဥစ္စာလို့နားလည်ရတယ် ပညာဆိုတာလေတူးနဲ့တူးမတူးဘူးတချို့ကြတော့တရားနာရတဲ့တရားသူတရားမြတ်ရနိုင်တဲ့ပုဂ္ဂိုလ်ရှိတယ်တချို့ကြတော့စာပေအစစ်စစ်သင်ယူပြီးတော့နောက်ပိုင်းမှာတရားထူးရတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်တဲ့တချို့ကြတော့ဒီကောင်းများစွာချင့်ပြီးမှအဉ္ဉဏ်ရင်လာတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်တဲ့တောင်းနေတောင်းတော့မတူနိုင်ဘူးလို့ဆရာတော်ရည်တည်လို့မင်းအဲ့တော့တူတာမတူတာဒါနဲ့ကိုလုံးရမယ့်အလုပ်ကိုကိုလုံးနေဖို့သာလိုတယ်။ကိုသွားမယ်လမ်းကိုကိုသွားမှကိုရောက်မှာ သွားဘဲနေလို့မရောက်ဘဲနေမှာပေါ့တဲ့ခြေလက်တရားနှမ်းမဲ့တရားရောက်ဖို့ခြေတလန်းစနှမ်းပြီးပြီဆိုရင်ကုသကုလည်းမကျန်တော့တလန်းမှမလန်းတယ်ဆိုရင်တော့ခြေလက်တရားကိုကျန်နေတာပေါ့နော်နိုင်ဘုံတတော်ပြည့်အောင်လို့တကယ်ကြိုးစားကြည့်တော့တကယ်နိုင်ဘုံတတော်ပြည့်အောင်အလုပ်လုပ်ရင်အောင်မြင်တယ်လို့ဒီလိုဆိုတယ်နိုင်ဘုံတတော်ပြည့်အောင်အလုပ်လုပ်ပြီးအောင်မြင်တယ်လို့ဒီလိုဆိုတယ်နော်ဒုက္ခိကိစ္စဖြစ်ဖြစ်ဒုက္ခတကိစ္စဖြစ်ဖြစ် ်ပြည်ပဋ္ဌာန်းရွတ်တာပဲဖြစ်ဖြစ်တရားထိုင်တာပဲဖြစ်ဖြစ်ဆရာလုံငန်းနေလောက်တာပဲဖြစ်ဖြစ်နိုင်ပေါင်းတကောင်းပြင်အောင်မြင်တယ်ဆိုကြပါစို့သူဘန်းနဲ့တကူကိုချင်းလန်းတရားလမ်းပဲဆိုကြပါစို့တလမ်းမှမလားနေလို့ဆိုရင်အစနေစမ်းမမိုင်းတကောင်းကြီးဘုရားချင်းလန်းစားတာပဲချင်းလန်းတရားကြီးနဲ့ဘုရားချင်းလန်းစားတာကိုတလမ်းလမ်းပြီးပြီဆိုရင်ကိုယ်စက်ကိုယ်လမ်းမကျန်တော့ဆယ်လမ်းလမ်းပြီးပြီဆိုရင်ချင်းလန်းပေါင်း90ပဲကျန်တယ် အဲ့ဒါကြောင့်ပုံမှန်လေးအလုံးလုံးနေဖို့ရည်ကြီးတယ်တဲ့။ရတာအတုတောင်လောအမှာကုတောင်ဝင်တယ်။တောင်ကိုခွဲဝေပြီးတော့ရလူစိတ်တွေနင်းကံပြတ်ထန်နေတော့လည်းမဖြစ်ဘူးတဲ့။ချိန်တိုင်းတော့ရသွားမှာတဲ့။ဒါကြောင့်ပုံမှန်လေးသာလုံးသွားတ